ကပြည်သူပိုင်နေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်ဆိုပြီးဓပုံသုံးပုံနဲ့အတူဖြန့်ဝေနေပါဗျ။မင်္ဂလာပါ။ DB ဖတ်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ PDF တွေကပြည်သူပိုင်နေအိမ်တွေကိုမိရှုတာတကယ်လား။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအရှင်စနာဒီကက2025အောက်တိုဘာလ28ရက်နေ့ကမိကြားခဲ့တာဟုတ်မဟုတ်။စတဲ့စစ်စစ်ချက်တွေကိုဒီ podcast ကနေနားဆင်နိုင်မှာပါ။ PDF တွေက ပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်ဆိုပြီးဓာတ်ပုံသုံးပုံနဲ့အတူဖြန့်ဝေနေပေမဲ့ဓာတ်ပုံတွေကိုစစ်စစ်ကြည့်တဲ့အခါမှာ PDF ရဲဘော်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့နေရာတွေဟာစစ်ကောင်စီဂိတ်စခန်းတိုးဂိတ်နဲ့ရဲစခန်းနာဖြစ်တာကိုစစ်စစ်တွေ့ရှိခဲ့ရပါတယ်။ပထမဆုံးဓာတ်ပုံဟာဘိတ်ကော့တောင်းလမ်းမပေါ်မှာရှိတဲ့မစောကျေးရွာအုပ်စုတက္ကံရွာက ဖြစ်စဉ်ဖြစ်ပြီးအဲ့ဒီရွာက တိုးဂိတ်ကိုတော်လှန်ရေးအဖွဲ့တွေမီးရှို့ဖျက်ဆီးခဲ့တာကို လွတ်လပ်ပြန်ပြီးစိတ်ချတဲ့သတင်းဌာနတွေမှာ2023ခုနှစ်အတွင်းကရုပ်သံဖိုင်တစ်ခုနဲ့အတူသတင်းဖော်ပြထားတာပါနောက်ထပ်တစ်ပုံဖြစ်တဲ့တော်လှန်ရေးရဲဘော်၃ဦးနဲ့အတူမီးလောင်နေတဲ့နောက်ခံပါဝင်တဲ့ဓားပုံကိုစစ်ဆေးကြည့်တဲ့အခါမှာလဲအဲ့ဒီဓားပုံဟာ2023ခုနှစ်အတွင်းကလောင်းလုံးမြို့နယ်တကြတော်ကျေးရွာကစစ်တပ်နဲ့ရဲတွေဆွတ်ခွာသွားတဲ့နေမြေကန်ရဲစခန်းကို PDF အဖွဲ့တွေဝင်ရောက်ပြီးမီးရှို့ခဲ့ကြတာဒါဖြစ်ပါတယ်။နောက်ဆုံးတပ်ပုံကတော့ 2024ခုနှစ်အတွင်းကတောင်တာမြို့နယ်နတ်ဆောင်ကျေးရွာကစစ်ကောင်စီရဲ့ဂိတ်ကို PDF အဖွဲ့တွေမိရှုဖျက်ဆီးခဲ့တာသာဖြစ်တာကိုလွတ်လပ်ရင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းနဲ့တူဖော်ပြထားတာပါ။ဒါကြောင့်စစ်အုပ်စုလော်ဘီတွေဖြန့်ဝေနေတဲ့မိရှုနေတဲ့တပ်ပုံတွေထဲကအဆောက်အဦတွေဟာပြည်သူနေအိမ်တွေမဟုတ်ပဲစစ်အုပ်စုနဲ့ဆက်ဆက်အဖွဲ့အစည်းတွေရဲ့အဆောက်အဦတွေသာဖြစ်တာထင်ရှားနေပါတယ်။ PDF တွေက ပြည်သူပိုင်နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးတယ်ဆိုတဲ့စာသားနဲ့အတူဖြန့်ဝေနေတဲ့တပ်ပုံသုံးပုံလုံးဟာဝါရဖြန့်တဲ့အမှားသာဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမှာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရှင်ဆန္ဒတိကရဲ့ဩဝါဒဆိုပြီး2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့အတူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်စစ်ပေးမှာပဲဖြစ်ပါတယ်။ဒီဖြန့်ဝေနေတဲ့ရုပ်တံဖိုင်မှာရွေးကောက်ပွဲမဲဆင်းကြည့်ပြီးမဲပေးဖို့မဲမပေးရင် အကုသို့ဖြစ်တယ်ဆိုတာမျိုးမိတ်ဆိုထားတဲ့အပိုင်းကိုတီးတန့်ဖြတ်တင်ထားပြီးရုပ်တံမှာရေစာနဲ့ရက်ဆွဲတက်ထားတာတွေ့ရှိရပါတယ်။ DVB fact check အနေနဲ့စစ်စစ်ကြည့်တဲ့အခါမှာတော့ဖြန့်ဝင်နေတဲ့ရုပ်တံဖိုင်ဟာ VOA Burmese မှာ2015ခုနှစ်ဇူလိုင်လ4ရက်နေ့ကတင်ထားတဲ့ရုပ်တံဖိုင်ဖြစ်တာကိုစစ်စစ်တွေ့ရှိခဲ့ရပါတယ်။အရှင်စန္ဒာတိကရဲ့တွေ့ဆုံမေးမြန်းခန်းအဖြစ်ဦးကျော်ဇန်သာကတင်ဆက်ထားတာဖြစ်ပြီး2015ခုနှစ်ရွေးကောက်ပွဲအနည်းမြမရွေးကောက်ပွဲနီးကပ်လာချိန်မှာ တင်ဆက်ထားတဲ့တွေ့ဆုံမေးမြန်းခန်းဖြစ်တာကိုစစ်စစ်တွေ့ရှိရပါတယ်။ဒါကြောင့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရှင်ဆန္ဒတိကရဲ့ဩဝါဒဆိုပြီး2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့အတူဖြန့်ဝေနေတဲ့ရုပ်သားဟာရုပ်သံဖိုင်အဟောင်းကိုရေစာနဲ့နေဆွဲတက်ထားတဲ့အပြင်မူရင်းဖိုင်ကိုလိုသလို crop လုပ်ပြီးဖြန့်ဝေနေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။2015ခုနှစ်ရွေးကောက်ပွဲအတွက်တွေ့ဆုံမေးမြန်းခဲ့စဉ်ကမိတ်ဆိုခဲ့တာတွေကိုစစ်အုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ပြောဆိုသည်အောင် ဝါရဖြတ်နေတာသာဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။အွန်လိုင်းပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမလုပ်ဘဲမိမိတို့ကိုယ်တိုင်ဖတ်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်။မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်။